ိန္ဒိယနိုင်ငံဟာမုတ်တုံရာသီအတွင်းပြင်းထန်ဆိုးရွားတဲ့ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်နေရတဲ့တိရိလင်္ကာနိုင်ငံအတွက်ကယ်ဆယ်ထောက်ပံ့မှုတွေမေလ28ရက်နေ့ကပေးအပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်တွေအတွက်မှာအ ਨੇ ဆုံးလူ103ဦးသေဆုံးပြီးလူပေါင်း2300ခန့်အိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရတယ်လို့လည်းသိရပါဗျ။စေဝါထောက်ပတ်ပစ္စည်းတွေတင်ဆောင်လာတဲ့အိန္ဒိယရေတပ်သင်းမောဟာမေလ28ရက်နေ့မှာသတိလင်္ကာနိုင်ငံမြို့တော်ကိုလန်ဘိုကိုစိုက်ကပ်ခဲ့တာလည်းဖြစ်ပါတယ်။အိန္ဒိယကော်မရှင်နာမင်းကြီးတာရီဂျစ်စင်နာဆန်တူကတော့လာမ မဲ့မေလ29ရက်နေ့မှာအရိထပ်ပုံမိုကြီးမားတဲ့တင်မောတစင်ဟာကိုလံဘိုမြို့ကိုထပ်မံရောက်ရှိလာပွဲရှိတယ်လို့ပြောပါရယ်။အိန္ဒိယနိုင်ငံဟာကိုလံဘိုစိတ်ကမ်းမှာ ။တိရီလင်ကာနိုင်ငံသားအိဝင်ကြီးရာဗီကာယူနာနာရာကီထံထောက်ပံ့ရေးပစ္စည်းတွေတရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပြီးအိန္ဒိယကပေးအပ်တဲ့အကူအညီတွေထဲမှာစေဝါတွေ၊လေထိုးလီတွေနဲ့စေဘက်ဆိုင်ရာအဖွဲ့တဖွဲ့လည်းပါဝင်နေလို့သိရပါတယ်။မေလ26ရက်နေ့ကတိရီလင်္ကာနိုင်ငံမှာမိုးရွာသွန်းမှုတွေကြောင့်နိုင်ငံတောင်ပိုင်းနဲ့အနောက်ပိုင်းဒေသတွေမှာ14နှစ်တာကာလအတွင်းအဆိုးရွားဆုံးရေကြီးရေလျှံမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တယ်လို့အာဏာပိုင်တွေကပြောပါရယ်။ တဘာဝဘေးရန်ရဲ့စီမံခန့်ခွဲရေးဌာန DMC ကအဲ့ဒီဖြစ်စဉ်တွေကြောင့်လူ၃၃၀သေဆုံးခဲ့ပြီးနောက်ထပ်လူ၁၁၃လည်းပျောက်ဆုံးနေတယ်လို့ပြောပါရယ်။တရီလင်ကစစ်တပ်ကလည်းမြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့ဒေသတွေမှာရှာဖွေစီစဉ်တွေကိုဆောင်ရွက်ပေးနေပြီးလေတပ်ကလည်းရဟတ်ရင်၅စီးစီလို့ကကယ်ဆယ်ရေးစီစဉ်တွေလှုပ်ဆောင်နေတယ်လို့နောက်ထပ်ရဟတ်ရင်၅စီးကလည်းကားလန့်တွေကတဆင့်မသွားရောက်နိုင်တဲ့ဒေသတွေကိုအရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေသွားရောက်ပေးပို့ခဲ့တယ်လို့သိရပါရယ်။ တီရီလင်ကပြည်ထောင်ဝင်ကြီးဖာဂျီရာအဘိဝါဒီနာကတော့အဆိုးဝါးဆုံးမိုးရွာသွန်းမှုတွေပြီးဆုံးသွားပြီမဲ့လေရေကြီးရေရှမ်းမှုတွေလောလောလတ်လတ်ထပ်မံဖြစ်ပွားနိုင်တဲ့အခြေအနေတွေရှိနေသေးတယ်လို့ပြောပါတယ်။ဒါအပြင်မြေနေဒေသမှာနေထိုင်သူတွေကိုလည်းကုန်းမြစ်ဒေသတွေစီရွှေ့ပြောင်းနေထိုင်ကြဖို့တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။ ဒါအပြင်အစိုးရအနေနဲ့ဘေးရန်နေရကင်းရှင်းတဲ့နေရာတွေကိုမပြောင်းရွှေ့နိုင်သေးတဲ့ပြည်သူတွေအတွက်အသက်ငယ်အင်ဂျီတထောင်ခန့်ကိုလည်းလေကြောင်းကနေသွားရောက်ပေးပို့ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့တိရီလင်္ကာအစိုးရဟာရေကြီးရေရှမ်းမှုတွေနဲ့မြေပြိုမှုတွေကြောင့်အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးခဲ့ရသူတွေအတွက်ယာယီခိုလိုရေးစခန်းပေါင်း104ခုကိုဖွင့်လှစ်ပေးခဲ့ပြီဖြစ်တယ်လို့လည်းသိရပါတယ်။